နောက်တစ်ခုကတော့နိတ္တမကာရီဘာလုပ်လို့စင်စင်ဆာဆာလုပ်တဲ့အချင်းရှိရဘက်ဆောင်ကနေစင်ရင်သုံးသက်ဒီလိုလုပ်ရင်ဒီလိုဖြစ်မလားဟိုလိုလုပ်ရင်ဟိုလိုဖြစ်မလားဆိုတဲ့အခြေအနေတစ်ခုမှန်ကန်သိပြီးတော့စူးစူးဆန်းဆန်းလုပ်တတ်ရသော်ဘုရားကဘလောက်စူးစမ်းခိုင်းတော့ဆိုရင်သားတော်ရဟုလာလေးကို အပြောအဆိုအကြံအစီနဲ့ပတ်သက်လာပြီကြံစီတဲ့အချိန်ကစပြီးဆုံးသွားတာအေးမင်းမတွေးတစုံတစ်ခုကိုစဉ်းစားတော့မယ်ဆိုရင် မစဉ်းစားခင်ကလည်းပြန်လီသုံးသက်စဉ်းစားနေတော့လည်းပြန်လီသုံးသက်စဉ်းစားပြည်တဲ့နောက်မှလည်းပြန်လီသုံးသက်လို့ဆိုလိုတယ်စကားတစ်ခုပြောတော့မယ်ဆိုရင် မပြောခင်ကစဉ်းစားပြောနေတော့လည်းစဉ်းစားပြောပြီးတဲ့နောက်မှလည်းစဉ်းစား အရင်အမှမရှိအောင်အလုပ်တစ်ခု လုပ်ပြီဆိုလို့ရှိရင်လည်းမလုပ်ခင်ကလည်းစဉ်းစားလုပ်နေတုန်းလည်းစဉ်းစားလုပ်ပြီးတဲ့နောက်လည်းစဉ်းစားကိုယ်လုပ်ဟာမှားယွင်းမှုမရှိဘူးအဲ့ဒါမျိုးကိုနိတ္တမကာရီလို့ခေါ်တယ်နိတ္တမကာရီဆိုတာကိုယ်လုပ်လိုက်တာမှားသွားတယ်ဆိုတာမရှိတော့အဲ့ဒါလို့မှားသွားတာဆိုတာမရှိအောင်ဘက်ဆောင်ကနေပြီးတော့ချင်းချင်းသုံးသပ်ပြီးတော့မှ လုတ်တင်လုတ်ထိုက်တဲ့အလုတ်ကိုလုံးအောင်မှာဖြစ်တယ်လို့ဟောအမှားမရှိအောင်ရသော်ဗျာဒီလိုဆုံးမလား